ဒီချစ်သူပြည်သက်များအားလုံးနဲ့မင်္ဂလာပါရှင်။ဒီနေ့မှာကျမတို့ရွှေဘွဲသားတွေကဇွန်အောင်မြို့နယ်ဘိုးကျောအောင်ဆန်းလမ်းအမတ်190တမတ်တမရှိတဲ့ဇော်ကြီးဘဝင်ရဲ့စာဖိုးကောင်စာအုပ်ရောင်းပွဲတော်ကိုရောက်ရှိနေတာဖြစ်ပါတယ်ရှင်။ဒီစာအုပ်ရောင်းပွဲတော်ကိုနိုဝင်ဘာလ29ရက်နေ့ကစပြီးတော့ဒီဇင်ဘာလ1ရက်နေ့အထိကျင်းပကောင်းမှာဖြစ်ပါတယ်ရှင်။ ။စာပေဖြစ်သူများလည်းစောကြီးဖူဝင်ရဲ့စာပို့ကောင်စာအုပ်ရောင်းပွဲတော်ကိုလာရောက်ဖို့ဖိတ်ခေါ်ပါရစေ။ ဒီနေ့ရှိချစ်သူတွေကိုပြေဆုံးပေးမဲ့ပြပါတော့သောကြည်ဘဝင်စာအုပ်တိုင်ရဲ့ပက်ကန်ရှင်ဆရာဝင်းဇလတ်ပဲဖြစ်ပါတယ်ရှင်။ဒါကလွန်ခဲ့တဲ့ခုနှစ်နှစ်လောက်ကနှလုံးအိမ်မဂ္ဂဇင်းနဲ့ New Flower Channel မှာအရိတာအဖြစ်ငါးနှစ်ကြာလုပ်ကင်ခဲ့ပါတယ်။ Writer တင်းဌာနမှာလည်းတင်းထောက်အဖြစ်2012ခုနှစ်ကနေတနှစ်ကျော်လုပ်ကင်ခဲ့ပါတယ်ရှင်။2012ခုနှစ်ကနေစပြီးလွတ်တန်းတင်းသမားတယောက်ဖြစ်လေရက်တည်ခဲ့ပါတယ်။မော်ကွန်တင်းမဂ္ဂဇင်းရဲ့အရိတာအဖွဲ့ဝင်လည်းဖြစ်ခဲ့ပြီး70 Channel မှာလည်းပင်နိုင်ဆောင်မရှင်အဖြစ်ဆောင်းပါးတွေကိုရေးသားခဲ့ပါတယ်။ စာရေးခြင်းနဲ့သတင်းစာလုပ်ငန်းအပြင်အထောက်ကူနှစ်ကနေစပြီးတော့တုံးမြစ်စာအုပ်တိုက်ကိုတည်ဆောင်ခဲ့တာလည်းဖြစ်ပါလေရှင်။မင်္ဂလာပါဗျာ။ဟုတ်။ကမ္ဘာကုတ်အနေနဲ့ဒီလွန်ခဲ့တဲ့15နှစ်လောက်ကစပြီးတော့ဗောနော်ဒီတုံးမြစ်စာအုပ်တိုက်စတင်တည်ဆောင်ခဲ့ပေမဲ့ပြောပြကြပေးပါဦး။နောက်တစ်ဆက်တည်းအနေနဲ့ဗောနော်တုံးမြစ်ကနေပြီးတော့ဒီဇော်ဂျီဖိုဂယ်လို့ပြောင်းပစ်ခဲ့ပေါ်လည်းပြောပြပေးဖြစ်တင်ပါလေ။အဲဒီကတော့ကျွန်တော်ကဒီစာအုပ်တိုက်စထားတာပါအဓိကစာပေပွားတာပါလို့ပေါ့နော်ဟိုအဓိကကတော့ကျွန်တော်ဟိုစာတယ်သင်းသမားလောက်တာစာတယ်သင်းသမားလောက်နေတဲ့ ဒီစာပေကိုလည်းစိတ်ဝင်စားတဲ့ခါကျတော့နောက်ပိုင်းဟိုရိုးရိုးလေးပါပဲဒီကိုကိုပိုင်းစီပွားလေးတခုလုပ်ရင်ကောင်းမယ်ကိုဝါသနာပါတယ်လို့အဲလုပ်ရင်ကောင်းမယ်ဆိုတော့ဒီစာအုပ်တိုက်ကိုဟိုထူထောင်ဖို့စဉ်းစားတာပေါ့နော်အဲ့ဒီကနေစပြီးတော့မလုပ်လာဒီအခုကျတော့ဟို14နှစ်15နှစ်ရှိပြီပေါ့နော်15နှစ်ရှိပါပြီသူစောကြီးဘိုးဝင်လို့ပြောင်းလာတော့ဟိုအကြောင်းကြောင်းတွေပေါ့သူတို့ကဒီဒီဒုက္ခစာအုပ်တိုက်ကိုသူတို့ လက်ရှိရှိနေတဲ့ဥပဒေတွေနဲ့ဟိုမညီညွတ်ဘူးပေါ့နော်မညီညွတ်ဘူးညီဆွနေဆိုပြီးတော့တို့ပြောတဲ့အတွက်အဲကျွန်တော်တို့ကဟိုအဲ့တိုက်ကိုတော့အခုနားထားရတာပေါ့နော်နားထားပြီးတော့မှကျွန်တော်တို့ဟိုရှိတဲ့ဒီစောကြီးဘုံဝင်နဲ့အခုဆက်ပြီးတော့ဟိုဒီရက်တည်နေတာပေါ့နော်ကျားကြတော့ဒီမြန်မာဘက်ကနေပြီးတော့ဗတော့ဒီစောက်ထုတ်ဝေးကိုပြောင်းလဲခဲ့တာဆိုတော့ကျားဒီနှစ်ခုမှာဆရာဘဲဟာကိုပို့ပြီးတော့စိတ်ကျဉ်းတတ်မှုရအောင်ဖြစ်မလဲ နှစ်ခုစလုံးကတော့ဟိုတမျိုးစီပါပဲတမျိုးစီဆိုတာကျွန်တော်တို့ပြည့်ရတိုင်းပဲစာနယ်ဇင်းလုပ်ငန်းတော့ပြည်ပြည်လွားလွားပါတော့ပြည်ပြည်လွားလွားလုပ်ရတယ်စာအုပ်လုပ်ငန်းကတော့ကျွန်တော်တို့ကတော့ရေရင်ထိုင်ပြီးတော့ကျွန်တော်တို့လုပ်ရတာပါဒါပေမဲ့ကျွန်တော်တို့နှစ်ခုစလုံးကကျွန်တော်တို့ဝါသနာပါတယ်အလုပ်ပဲဖြစ်တဲ့အတွက်တော့ဟိုတမျိုးစီကတော့အဆင်ပြေပါတယ်အခက်ခဲလေတမျိုးစီရှိတာပါတော့ဟိုဘာလို့ဒါပေမဲ့ဟိုစိတ်ကျင်တဲ့ဘူကတော့နှစ်ခုစလုံးရှိပါဟို တခါလေတဲ့ဟိုအဲဇာရဲစင်းသမားပေါ့နော်ပြပြလောလောရဲလောရတဲ့ဟာလေတခါလေတော့လေတတိယပါကဲပါကြဒီစာဒီစာအုပ်ထုတ်ဝေးလောက်ကတည်းကရောက်ရှိလာတော့ဗောနော်အဲ့ဒီအချိန်ကအဲ့ဒီကလာတာဗောနော်စာအုပ်ထုတ်ဝေးအချိန်လေးတွေကဘယ်လိုမျိုးရှိလဲအဲ့အချိန်မှာဘယ်လိုခက်ခဲတွေဘယ်လိုစိန်ခေါ်မှုတွေကိုရင်ဆိုင်ခဲ့ရလဲဆိုတာလည်းပြပြပေးစေချင်ပါရှင်အဲ့ဒီအချိန်တော့ကျွန်တော်တို့ကဟိုဟိုစပြီးတော့ထူထောင်တဲ့အချိန်တော့ကျွန်တော်တို့ခတ်တာဗောနော်ခတ်တယ်ဆိုတော့ ဟိုတော်တော်လေးလည်းယုံခံရတယ်ယုံခံရတယ်ဆိုတော့အဲ့ဒီအချိန်မှာတကယ်ဟိုကျွန်တော်ရှိမှစာဟုတ်တက်ကြီးတွေလည်းရှိတယ်အဲ့ဒီစာဟုတ်တက်ကြီးကလည်းဟိုတကယ်အားကောင်းမောင်းတန်တဲ့အလုပ်လုပ်နေတဲ့အချိန်ပေါ့အလုပ်လုပ်နေတဲ့အချိန်ဆိုတော့အဲ့ဒီဒဲမှာကိုယ့်ရဲ့ဟိုသူတို့ရှိနေတဲ့နေရာမှာကိုယ့်နေရာလေးတစ်ခုရအောင်ဟိုကြုံကြုံကြဲကျွန်တော်တို့လုပ်ရတာပေါ့နော်လုပ်ရတဲ့အခါကျတော့ဟိုတင်းတင်းတော့ခက်ခဲဒါပေမဲ့အဲ့ဒီအချိန်တော့ကျွန်တော်ဒီအယောင်းဝယ်ဟိုဘာဟိုလည်းဟိုဘောပဲဟို သူနေသူဟန်တဲ့တော့သူတို့အဲ့ချိန်တော့ပြောစရာကောင်းတယ်စာအုပ်ကအခုကာလကိုသိပြီးတော့မကောင်းဘူးပြောရင်အဲ့ချိန်တော့တော့တော်တော်လေးကောင်းတယ်ပေါ့ကောင်းတယ်ဆိုတာကျွန်တော်တို့ကခေကောင်းရဲ့နောက်ဆုံးကန်းကိုမိလိုက်တဲ့သဘောမျိုးဖြစ်လာပါတော့အဲ့ချိန်တော့ဆိုကျွန်တော်တို့ထားပါတော့ဟိုစာအုပ်တစ်တုပ်ထွက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ဟိုအုပ်တရာအုပ်နေရာဒီဘန်ဆိုရန်တို့ပါလို့ကျွန်တော်လိုက်ပြီးတော့ချလိုက်လို့ရှိရင်အဲ့ဒါကကျွန်တော်ကအရရရတဲ့ ဝေတဲ့တော့ဒီပုံလေးဖိုးဒီရှင်းလို့ရတယ်အဲတခါလေကြရလို့ပေါ့ဇာကြီးဇာကြီးရဲ့ဒီညံပူစော်ကားတွေကျွန်တော်တို့ရှင်းလို့ရတယ်အဲ့ရိုက်ဟာနေပဲပေါ့နော်သူကအခုကျတော့အဲ့လိုပြောဖို့တော့ဘူးပေါ့ကျွန်တော်ကဒီဘက်မှာဟိုရင်းနေတာလဲရင်းနေတာပြီးတော့မှအကုန်လုံးကိုပြေးရရှိတာလေပုံနေဖို့တွေဒီဟာလေကိုရှင်းပြီးတော့ပါတပြေးပြေးချင်းဒီစာအုပ်ကရလာတဲ့ဟိုဟိုဟာဟိုဝေချေးအချိုးမြတ်ကိုကျွန်တော်ပြေးပြေးချင်းပြန်ပြီးတော့စုဆောင်းရတယ်ဆိုတာပြီးတော့ဖြစ်သွားတာပုံစံတွေကတော့နည်းနည်းပြောဒါပေမဲ့ ကိုဘက်ခင်မှာလည်းအားသာချက်ရှိသလိုဒီဘက်ခင်မှာလည်းအားသာချက်ရှိတယ်အခုကျွန်တော်တို့ထားရတော့ဥပမာအခုကျွန်တော်တို့ဒီမှာဈေးအောင်ပဲလုပ်တယ်ရန်ကုန်မှာလုပ်တယ်ကိုရောဆိုလို့ရှိရင်ကျွန်တော်ကရန်ကုန်ပြေးသက်ပဲဒီလိုဈေးပွဲတွေမှာဝင်ပြီးတော့နှွဲနိုင်တယ်အခုကျတော့ကျွန်တော်ဟိုရန်ကုန်မှာကျွန်တော်ဈေးပွဲလုပ်တယ်ဆိုပြီးတော့ဒရိုင်းပြီးလုံးကကျွန်တော်တို့ဝင်ပြီးတော့ဟိုဒီဈေးပွဲမှာပါဝင်လို့ရတယ်ပေါ့နော်သူတို့ကပါဝင်ပါဝင်တယ်အဲ့တော့ကျွန်တော်တို့ရဲ့ဒီဒီဘယ်လိုပြောမလဲပွဲရဲ့အကျယ်ဝန်းကလည်းကျွန်တော်ပို့ပြီးတော့ကျေပြန့်လာတယ်ပေါ့နော်ကျေပြန့်လာတယ်နောက်ဒီဘက်ပိုင်းမှာကျွန်တော်ဒီ ဒီ design ပြီးလို့ဒီဖြန့်ချီစနစ်တွေကလည်းဟိုဟိုပြီးတော့အခုဒီလို color ကြီးထဲမှာတော့တိတ်ပြီးတော့ဟိုအောင်ပြုတ်ပြီးပဲဖြန့်ချီစနစ်တွေလည်းပို့ပြီးတော့အရင်တက်စားလို့ရှင်တော့ပိုကောင်းလာတယ်ပေါ့ပိုကောင်းလာတဲ့အချိန်မှာအားလေးချက်ကမဖြစ်သွားလဲဆိုတော့အရင်တော့ခုနကကျွန်တော်ပြောတဲ့ဟိုစောင်းဆိုင်တွေကအရာနဲ့ကြီးပြီးတော့ကျွန်တော်အရင်တော့ယူကြတာကနှုတ်တွေကအရန်ရော့သွားတာပေါ့နော်အရန်ရော့သွားပြီးတော့ကျွန်တော်ကတူးချင်းစာဖတ်တဲ့သူတွေစီကိုကျွန်တော်ကဥတီပြီးတော့မှဟို ဟိုပြင့်ပတ်ထားပြီးတော့အဲ့ဒီအဲ့ဒီကိုရောက်ရောက်သွားတာပေါ့နော်ဈေးကွက်ကအဲ့လိုပြန့်သွားတယ်ကျွန်တော်တို့ကိုယ်တိုင်ပဲဟိုစာဖတ်သူတဲ့ဓာတ်ရိုက်ထုတ်ဝေသူနဲ့စာဖတ်သူတဲ့ဓာတ်ရိုက်ထိတွေ့ရတာမျိုးဖြစ်ပြီးတော့ဂျားကန်စာအုပ်ဆိုင်ကြီးရဲ့အနေထားနည်းနည်းလေးတော့ဟိုရော့သွားတယ်ပေါ့နော်အဲ့ဘက်မှာအားလဲသွားတယ်ကိုယ့်အရင်တော့ကျွန်တော်တို့ကစာအုပ်ဆိုင်တွေပဲအားကိုးရတယ်ကျွန်တော်ကစာအုပ်ထုတ်လိုက်မယ်စာအုပ်ဆိုင်တွေကိုတွတ်တင်မယ်စာအုပ်ဆိုင်တွေကနေပြီးတော့မှစာဖတ်သူတွေစီကိုဖြန့်ချိမယ်အဲ့လိုမျိုးသွားတာပေါ့နော်အခုကျတော့အဲ့လိုမျိုးပုံတော့ကျွန်တော်ကကျွန်တော်ဓာတ်ရိုက် ကျွန်တော်ဆက်ဆံရတဲ့အခြေအနေမျိုးတွေကိုဖြစ်လာတာပေါ့နော်အဲ့ဒီအတွက်ကျွန်တော်ကအားနည်းချက်လည်းရှိတယ်အားသာချက်လည်းရှိတယ်ဒါပေမဲ့ပုံမှန်တော့ကျွန်တော်ကစာအုပ်ဆိုင်တွေကိုပြစ်ပယ်လို့မရဘူးပြစ်ပယ်လို့မရဘူးဆိုတော့တို့ရဲ့ဒီရှိနေဘူးလေပြစ်ပယ်လို့မရကျွန်တော်ကဒါ diet ပဲရောင်းနေတယ်တို့ကစာရင်မှာနေရာထားပြီးတော့ကျွန်တော်တို့ဟိုရောင်းချနိုင်တယ်ဟိုဘယ်လိုလဲအကြာကြီးထားပြီးတော့ရောင်းရောင်းပေးတယ်ဒီဒါဒီလိုကျေးဇူးတရားကြီးလည်းဒီလိုစီပါရှိတာပေါ့နော်အကုန်လုံးကတော့ဟိုဟိုဘယ်လိုလဲပူပေါင်းပြီးတော့လုပ်နေဒါပေမဲ့ပုံစံလေးတွေကတော့ ဟိုအားနေချက်တွေအားတာချက်တွေကတော့ဟိုတပြိုးပြီးတပြိုးဖြစ်နေတာဒီတူမြစ်စာအုပ်တိုင်အနေနဲ့ပေါ့ပထမဆုံးထုတ်ခဲ့တဲ့စာအုပ်ကတော့ဆရာဘာဘယ်လိုအဲ့ဒါကကျွန်တော်တို့စီဆရာကြီးတကုံတရာရဲ့နိုင်ငံရေးရေးဖို့ပေါ့နော်အဲ့ဒီစာအုပ်ကပထမဆုံးစာအုပ်ပေါ့အဲ့ဒီစာအုပ်ပထမဆုံးထုတ်တော့အတွေ့အကြုံလေးတွေတော့ဆရာ sharing လုပ်ပေးပါဟိုအဲ့ဒီတော့ကျွန်တော်တို့ပထမဆုံးစာအုပ်လည်းဖြစ်တယ်ပထမဆုံးစာအုပ်ဖြစ်တော့ကျွန်တော်ကဟိုတစ်ခါမှလည်းကျွန်တော်ကဟိုတရေတောက်တွေပေါ့နော်တရေတောက်တွေအဲ့ဒါ အဲ့ဒါလို့စာတယ်စင်းမှာဝေပြီးတော့အလုပ်လုပ်ရတယ်လုပ်ရတဲ့ခါကျတော့မတိုင်းပြောရင်တော့ငွေငွေပြငွေကြီးလည်းတိတ်ပြီးတော့မရှိဘူးပေါ့နော်ငွေငွေချင်းမရှိတော့ကျွန်တော်ကစာထုတ်ဝေလုပ်ကန်းလုပ်တော့အဲ့တဥ္စာလေးပေါ့အဲ့တော့တော့အရင်ကအများကြီးမရှိပါဘူးအဲ၄၅6 3 9 3ပေါ့နော်အဲစာတို့အဲ့လောက်ပါအဲ့ထက်တော့နေအောင်ပဲဟုတ်အဲ့လောက်ပတ်စံလေးရဖို့တော့မှကျွန်တော်ကဟို3နှစ်လောက်ကျွန်တော်3လေးနှစ်လောက်စုရတာပေါ့နော်အဲ့အရင်ကိုစုစုပြီးတော့မှအဲကျွန်တော်တို့ကဟိုအဲ့စာတို့ ဟိုစာကိုယ့်အကူလေးတိုက်လေးကိုထုတ်ဖို့ပြောမယ်ဟိုစိတ်ရှိလက်ရှိတဲ့ကိုပေါ့နော်ကျွန်တော်တို့ကလှုပ်ရတာလှုပ်ရတာပြီးတဲ့ခါကျကျွန်တော်အောင်းမြင်မဲ့မအောင်းမြင်မဲ့လည်းမသိဘူးပေါ့နော်ဟိုမှန်းရင်ထားတာတော့၃အုံးလောက်ရှိလို့ရှိရတော့အဲအောင်းမြင်လဲအောင်းမြင်မို့မအောင်းမြင်လို့ရှိရင်လည်းတော့ရက်ပြီးတော့ကိုယ့်ဘာသာကိုယ်ပဲစာတယ်နဲ့လုပ်ငန်းပဲလုပ်မယ်ပေါ့ဒါပေမဲ့ကံကောင်းတယ်ပြောမယ်အဲ့ဒီစာအုပ်ကလေးက စပြင်းလိုက်တယ်စပြင်းလိုက်ပြီးတော့ကျွန်တော်တို့ရက်ပိုင်းလောက်မှာပဲသူကဟိုပရမအချိန်ကုန်သွားတာပေါ့နော်ပရမအချိန်ကုန်သွားတော့နောက်ထပ်ကျွန်တော်တို့ဟိုဒီကောက်မှာနေနေကြရတယ်အဲဒါပါတော့နောက်နောက်၃မြောက်လောက်မှာကျွန်တော်ဒီအောင်စန်းတော်ဒီစားတော်ဘူကျုံတော်ဆိုပြီးတော့အဲဘူကျုံစားအကြောင်းစာလေးတုပ်ထုတ်ပြတယ်အဲတော့လည်းအဲ့အချိန်ကာလကလည်းအချိန်တိုင်းလေးဖြစ်တာပေါ့နော်အဲ့စာအုပ်မှာတော့တော်တော်လေးကျွန်တော်တို့ကအောင်မြင်ပါတယ်။အောင်မြင်သွားတဲ့အခါကျတော့ကျွန်တော်တို့ကအားတက်သွားတာပေါ့။ဒီပုံမှာလည်းယုံကြည်မှုရှိတယ်။ကို ိုစူးစမ်းရလေဖြစ်မယ်ဆိုတာလေကျွန်တော်ကမှန်းလို့ရလာတဲ့အခါကျတော့ဒီလုပ်ငန်းထဲမှာကျွန်တော်ကဟိုဟိုဆက်ပြီးတော့လုပ်ပြစ်သွားတာပေါ့နော်လုပ်ပြစ်တယ်ဆိုပေမဲ့ကျွန်တော်တို့ကဒီဘက်မှာလည်းစာတန်စင်းလုပ်ငန်းတွေလုပ်တဲ့အခါကျတော့ဟိုဒီဆောင်ဟိုဟိုဟိုစီးပွားရေးလုပ်ငန်းတခုလို့ကျွန်တော်မလုပ်နိုင်ဘူးစီးပွားရေးလုပ်ငန်းမလုပ်နိုင်တနည်းမှာကျွန်တော်က3ဦး4ဦးအဲအဲ့လောက်ပဲထုတ်နိုင်တယ်အဲကျွန်တော်2015 2016လောက်မှာကျွန်တော်တို့ကဒါကိုစီးပွားရေးလုပ်ငန်းတခုလို့မျိုးစောက်ချပြီးတော့ပေါ့နော် အဲ့ကြတော့မှကျွန်တော်ကလုံဖြစ်ခဲ့တာပေါ့ရာဒါထုတ်ဝေလောကတဲ့ရောက်ရှိလာတော့ဘယ်လိုထုတ်ဝေသူတွေရဲ့လောရက်တွေကိုတွေ့ယူပြီးတော့လှုပ်ဆောင်နေတယ်ပေါ့အဓိကတော့ကျွန်တော်တို့အရှိရလူတွေကိုကြည့်ရတာပေါ့နော်ကျွန်တော်ကျွန်တော်မြင်စရာတွေပေါ့ကျွန်တော်တို့ကတခြားလည်းကြည့်စရာမရှိဘူးလေကြည့်စရာမရှိတော့စာအုပ်ကောင်းကောင်းထုတ်တယ်စာဘူးအရေးသေးကောင်းကောင်းစာအုပ်အပြင်အစင်ကောင်းကောင်းထုတ်တဲ့တိုက်တွေကိုကြည့်တယ်ကျွန်တော်အဓိကအနည်းဆက်ဆုံးကြည့်တာတော့အဲ့ဒီအချိန်မှာကျွန်တော်ဟို ရာပြည့်စာအုပ်တက်ရှိပဲအဲသူရှိပါဆိုကျွန်တော်စာပြီလောကရှိတယ်ပေါ့နော်ဘယ်လိုပြောမလဲဒီအဲ့တိုက်တွေကိုနမူနာထားတယ်ဒါပေမဲ့ကျွန်တော်အဓိကထားတာကကျွန်တော်ဒီကျွန်တော်ရှိအဲ့ဟိုတောင်ကွာ60 80ခုနှစ်တည်းပါတကယ်အားကောင်းဆုံးပေါ့နော်အောင်မြင်ဆုံးစာအုပ်လေးအကောင်းဆုံးဆိုကျွန်တော်ပကံစာအုပ်တိုက်ကိုဟိုသူစမ်းယူတာအဓိကကျွန်တော်ရဲ့အဓိကစံကတော့အဲ့ဒါပဲကျွန်တော်ကျွန်တော်စာအုပ်တိုက်တွေစီရတယ်ကောင်းတဲ့အချက်တွေယူပါတယ်စာမှုရွေးချယ်မှု အတော့ဒီစာအုပ်အပြင်စင်အဲအဲ့လိုပေါ့နော်ဟိုစာအုပ်ဈေးဘွက်ကိုထိုးဖောက်ပုံအဲ့ဒါတွေကိုလုံးလေးယူပါတယ်ဒါပေမဲ့အဓိကယူတာတော့ကျွန်တော်အဲ့ဒီပုဂံစာအုပ်တဲ့ကိုအဓိကယူတာနမူနာယူတာပေါ့နော်ဒီဆရာက25နှစ်တွေ့ကြုံနေပေါ့နော်တော့ဝေသူတယောက်အနေနဲ့ကိုယ့်ကိုကိုယ်ကိုယ်ယူရဆုံးလောက်ရဆိုရင်ကဘာများဖြစ်မလဲ။ကိုယ်ယူရဆုံးကတော့ကျွန်တော်တို့ဟိုစာအုပ်ကောင်းလေးဟိုကို ကိုသဘောကျတဲ့စာအုပ်တွေထုတ်နေရတာပေါ့နော်ကိုကိုသဘောကျတဲ့စာအုပ်တွေကိုထုတ်နေရတာကိုဒီအဲ့လိုစာအုပ်တွေထုတ်နေတဲ့ကျွန်တော်အထိုင်းလေးအောင်လည်းယက်တီထိုင်တယ်အဲဒါကျွန်တော်မထုတ်ချင်တဲ့စာအုပ်မျိုးစားကိုကျွန်တော်တို့ယက်တီမှုဟိုရှေ့ဟိုပါယက်တီယက်တီမှုကိုညာကျွန်တော်တို့ဟိုဦးစားပေးပြီးတော့ကျွန်တော်မထုတ်ချင်တဲ့စာအုပ်တွေကိုအခုချိန်ကြီးမထုတ်ရသေးဘူးပေါ့ထုတ်ရသေးပဲနဲ့အခုကိုထုတ်ချင်တဲ့စာအုပ်မျိုးစားလေးတွေကိုပဲကိုထုတ်ပြီးတော့ကို့ဘာသာကိုအထိုင်းလေးအောင်စီပွားရေးရာ ရက်တည်နိုင်တာကတော့ဟိုအခြေအနေဆုံးပဲဟုတ်တော့ဟိုတကယ်လို့မှာကျွန်တော်ကဟိုစီးပွားရေးကအောင်မြင်ဖို့အတွက်တကယ်လို့ကိုမလုံချင်တဲ့ကိုမထုတ်ချင်တဲ့စာပေအမျိုးအစားတွေဟိုကျွန်တော်တို့ဟိုရင်တာနာနဲ့ထုတ်ရတာရှိတယ်လေအခုဒီတော့အဲ့ဒါမျိုးကျွန်တော်ကမရှိသေးတဲ့အတွက်အခုအခုဒီနေ့အချိန်ထိတော့ဟိုအဲ့ဒါကတော့အခြေအနေဆုံးပဲကိုကိုကိုထုတ်ချင်တဲ့စာအုပ်ကလေးတွေကိုထုတ်ရတယ်အဲ့လိုထုတ်ပြီးတော့ကျွန်တော်စီးပွားရေးအထိုက်လျောက်တကယ်ဟိုဟို ကြီးအရင်ကြီးကိုကြီးဝချမ်းသာတာပုံပြပြန်ကျွန်တော်ပုံမှန်ပုံမှန်ရက်တည်နေနိုင်တယ်ပေါ့အဲ့ဒါကကျွန်တော်အခြေအနေဆုံးပါပဲဟုတ်ကဲ့ဒီအခုကာလကပေါ့နော်ဒီထုတ်ဝေသူဒီအနေနဲ့ခက်ခဲကြက်တဲ့တွေရင်ဆိုင်နေရတယ်ပေါ့။ဈာလုပ်ငန်းတွေလည်းခက်ခဲကြက်တဲ့တွေရင်ဆိုင်နေရတဲ့ကာလဖြစ်တယ်။ဒီထဲမှာမှဒီစာအုပ်ထုတ်ရေးမှဆိုလို့ရှိရင်ဒီဖုန်နိခမြင့်တက်တာတွေစက်ကူဈေးကွက်မြင့်တက်တာတွေပေါ့နော်။ဈေးကွက်အပြောင်းလဲတွေကိုရင်ဆိုင်ရတယ်ဆိုတော့အခုဒီခက်ခဲတွေရောဘယ်လိုမျိုးရင်ဆိုင်ကြုံဖြတ်လဲ။အဲ့ဒါတော့ကျွန်တော်တို့ရင်ဆိုင်ရမယ်အဲ ိစ္စတွေပဲဆိုပြီးတော့ကျွန်တော်တို့တိတ်ပြီးတော့ဟိုမကြီးတော့ဘောเนาะမကြီးတော့ဆိုတော့ကျွန်တော်တို့မလုပ်မလဲပေါ့ကျွန်တော်တို့ဒီကာလမှာကျွန်တော်စာအုပ်ထုတ်မလားကျွန်တော်စာအုပ်မထုတ်ဘူးလားကျွန်တော်စာအုပ်ထုတ်မယ်ဆိုရင်ဒီခက်ခဲတွေကိုကျွန်တော်ရင်ဆိုင်ရမယ်ရင်ဆိုင်ရမယ်ကျွန်တော်ရအောင်ကျွန်တော်ကြော်သွားရမယ်ပေါ့เนาะထုတ်ဝေသူတယောက်နေတယ်အဲ့တော့ငါဒီလုပ်ငန်းဟိုဒီလိုကာလအကျက်တည်းကြီးတွေမှာလဲဆက်ပြီးတော့မှဟိုမရမလားဆက်သွားမယ်ဆိုလို့ရှိရင်ဒါတွေကိုဟို ခုတ်တွေရှင်းလင်းပြီးတော့ကျွန်တော်တို့ကသွားရမှာပေါ့နော်အဲ့တော့အဲ့လိုသွားအဲ့လိုသွားတဲ့ခါမှာအခက်အခဲတွေအများကြီးပါပဲအဲ့ဒါကြီးတော့ကျွန်တော်ကမကြီးတော့ဘူးပေါ့နော်ပြီးတော့ပဲကျွန်တော်ဒီကာလမှာလည်းစာအုပ်ထုတ်ချင်တယ်ဘယ်လိုအခြေအနေမျိုးမှာဖြစ်ဖြစ်ကျွန်တော်ကဟိုကိုထုတ်ချင်တဲ့စာအုပ်ပေါ့စာအုပ်စာဘက်သူကလည်းထိုင်လျောက်သူတို့ဂျေနဲ့နိုင်ပဲစာအုပ်ယူဖို့ကျွန်တော်ကထုတ်ချင်တာဖြစ်လို့ပဲအဲ့ဒီအဲ့ဒီခက်ခဲတွေကတော့ရှိရတော့မှန်တယ်ရှိပေမဲ့လည်းကျွန်တော်ကအဲ့ဒါကိုရင်ဆိုင်ပြီးတော့ကျွန်တော်တို့သွားမှာပဲပေါ့နော်ဟိုတချို့ကတော့အဲ့ဒါကိုကြီးကြတာလည်းရှိတယ် ဒါပေမဲ့ကျွန်တော်တို့ဟိုတိတ်ပြီးတော့မကြီးစေချင်ဘူးပေါ့နော်။မကြီးမကြီးစေချင်ဘူးဆိုတာဒါကတကယ်ကျွန်တော်ရင်ဆိုင်ရမယ့်ကိစ္စပဲလေ။ရင်ဆိုင်ပြီးတော့ကျွန်တော်တို့ဟိုရှေ့ကိုသွားမှရမယ်။မဟုတ်ရင်ကျွန်တော်တို့ကဒီဒါစာအုပ်ကကျွန်တော်တို့အတိညာကိစ္စပဲလေ။အခုလိုအချိန်လိုဒီတိုင်းပြီပါအဲ့လိုပြောအခက်ခဲဖြစ်တဲ့အချိန်မှာကျွန်တော်ပို့ပြီးတော့ကျွန်တော်အတိညာလိုရယ်ကျွန်တော်စိတ်ခွန်အားလိုရယ်။အဲ့တော့ကျွန်တော်ကဒီစာအုပ်တွေလည်းလိုအပ်နေတာပဲ။အဲ့တော့စာအုပ်တွေလည်းလိုအပ်နေတာဖြစ်တဲ့အတွက်ကျွန်တော်ကစာအုပ်တွေကိုဘယ်လိုအခက်ခဲပဲရှိရှိပေါ့နော်။ ဟိုကိုရင်ဆိုင်ဖြည့်ရှင်းနိုင်သေးပေါ့စာအုပ်တွေကတော့ဆက်ပြီးတော့ထုတ်နေမှာပါဟုတ်ကဲ့နောက်တစ်ခုအနေနဲ့အားဆရာဒီထုတ်ဝင်မဲ့စာအုပ်တွေကိုပေါ့နော်ကိုရိုင်းစင်စာရှင်းလောက်ရတယ်လို့တည်ထားရပေါ့နော်ဆရာဒီစင်စာရှင်းလောက်တဲ့အားကဒီဘလို့အခြေအနေတွေကိုမူတည်ပြီးတော့စင်စာရှင်းလောက်လဲဆိုတာလည်းသိပြရစီရှင်းပေါ့အဲကျွန်တော်ကကွန်မွန်ဆင်းနဲ့ပဲအခုလုပ်နေတာပဲကွန်မွန်ဆင်းနဲ့ပဲလုပ်နေဆိုတော့ဒါကတော့ဖြင့်ဒီကာလမှာမသိဘူးပေါ့မသိတော့ဘူးအန်လီရှိလောက်တယ်ဆိုရဟာမျိုးကိုကျွန်တော်ကဒါတော့ထားခဲ့ပဲဒါတော့ဒီကျိုးဒါတော့လွတ်မှာပဲဒီခါလေး ကျွန်တော်တို့နဲ့သူတို့နဲ့ကနားလည်မှုတွေမြဲတဲ့လွဲနေမှာပဲသူတို့ကသူတို့တစ်ဖက်ကလည်းအိဗေကောက်ချင်လို့ကောက်မှာပဲကျွန်တော်တို့အန်ရရှိတယ်ဆိုတဲ့ကိစ္စကသူတို့တွေအန်ရရှိချင်မှရှိမှာအဲကျွန်တော်တို့အန်ရမရှိဘူးဆိုတဲ့ဟာကသူတို့တွေအန်ရရှိချင်ရှိမှာပေါ့နော်အဲစိတ်အငြိဆုံးကတော့အဲ့ဒီကိုယ့်ဘာသာကိုဒီစင်စာလောက်ရတဲ့ကိစ္စပေါ့နော်အဲ့ဒါလုံလဲလုံလဲမလုံချင်ဘူးလုံလဲမလုံသိဘူးအဲဟိုမလုံလဲမလုံလားအဲ့ပေါ့ဒါပေမဲ့အဲ့ဒါကျွန်တော်ကအခုကျတော့ထိုင်းလျောက်တော့ကျွန်တော်မှဟို စိုးရိမ်စရိတ်တွေအားလုံးမှာရှိကြတယ်ဒီထုတ်ထုတ်ဝေသူတွေအကုန်လုံးမှာလည်းရှိကြတယ်အထူးဖြင့်ကျွန်တော်တို့ဆိုလို့ရှိရင်ရှေ့မှာလည်းကျွန်တော်ကဒီလိုမျိုးကြုံဘူးတယ်ကြုံဘူးတဲ့အခါကျတော့ကျွန်တော်မှအဲ့ဒါဟိုစိတ်ထဲမှာစိုးရိမ်မှုကတော့အမှန်ရှိတာတေချာတယ်တေချာတဲ့အခါကျတော့ကျွန်တော်ကကိုယ့်ကိုအခုဆိုလို့ရှိရင်ဟိုခုနပြောတဲ့တင့်မတဲ့ကိုကျွန်တော်ကကျွန်တော်စဉ်းစားတယ်ဒါပေမဲ့အဲ့ဒါကျွန်တော်တို့ကျွန်တော်တို့အလုတ်ချေဆုံးကိစ္စမဟုတ်ဘူးကျွန်တော်တို့ဟိုလုံလည်းမလုံသေးဘူးပေါ့နော်ဟိုနောက်တစ်ခုကတချို့ကိစ္စတွေအခုလက်ရှိခြေနေတယ်ဘာမှမဆိုင်ဘူးဘာမှမဆိုင်ဒါပေမဲ့ကျွန်တော်ကဩတစ်ဖက်မှာကျွန်တော်တို့ဟို ဟိုအစင်အစင်ပြေပါမလားတကူဖြစ်နိုင်လားဆိုပြီးတော့စိုးရိမ်ထိတ်လန့်နေတာအဲ့ဒါတော့အဆိုးဆုံးခံစားမှုပဲတို့မြေစာအုပ်တိုင်းနေနဲ့ပေါ့နော်ဆိုပင်ကိုရေးစာအုပ်တင်နေဒီဘာသာပြန်စာအုပ်တင်မှာဘယ်ဟာဦးစားပေးပြီးတော့ထုတ်ဝေလေးရှိလဲဒီမှာဟိုမရွယ်ပဲနဲ့များသွားတာတော့ဘာသာပြန်စာအုပ်တွေကအခုဆိုမရွယ်ပဲနဲ့များသွားတာနော်ပင်ကိုရေးလည်းကျွန်တော်တို့ကထုတ်ဖို့ဟိုစိတ်ကူးရှိပါပင်ကိုရေးတချို့လည်းပင်ကိုရေးတွေပါပါပင်ကိုရေးတွေပါတယ်ပေါ့နော်ဒီပြေတော့ကျွန်တော်ကပင်ကိုရေးဝတ္ထုရှိကြီးတွေကိုကျွန်တော်ကဟို ထုတ်ချင်တယ်ဒါပေမဲ့အခုကာလမှာအဲဒီရသဝတ္ထုရေကြီးရေးတဲ့နှုတ်ကလည်းနဲလာတာပေါ့ရေးနိုင်တဲ့လူလည်းနဲလာတယ်ရေးခွင့်ရေးခွင့်ကြုံတဲ့လူလည်းနဲလာတဲ့ခါကျတော့ကျွန်တော်လည်းထုတ်ခွင့်အခုထိတော့မကြုံသေးဘူးပေါ့ကျွန်တော်ကတော့ဘာဖြစ်ဖြစ်အခုဘာသာပြန်ကိုလည်းကျွန်တော်စာပေလောကမှာလိုအပ်တယ်ဒီဘက်မှာလည်းကျွန်တော်ပင်ကိုရေးကလိုအပ်နေတုံးပဲပေါ့နော်အခုဆိုရင်ကျွန်တော်တို့စာအုပ်စည်းကွက်ကဘာသာပြန်ကိုမိကိုနေရတဲ့အခြေအနေပြီးတော့ဟောကျွန်တော်ကဖြစ်တယ်ဖြစ်နေတယ်ဆိုတာဟိုဘာသာဘယ်လိုအကြောင်းအရာပဲဖြစ်ဖြစ်ဘာသာပြန်ပဲနိုင်ငံကြီး ဘာသာပြန်မယ်ဟိုဟိုစီဝါရေးဆိုလဲဘာသာပြန်မယ်ယတ္တဘာသာပြန်မယ်သာသမီပေါ့နော်အဲ့လိုမျိုးဆိုတော့ဟိုဘယ်လိုဘာသာပြန်စာပေကျွန်တော်စီမာရှိသေးတယ်ဒါမှကျွန်တော်နိုင်ငံတကာစာပေမှာဘယ်လိုဘယ်လိုမျိုးရှိသလဲဆိုတာကိုကျွန်တော်တို့ညှိစမ်းဖို့အတွက်ကကျွန်တော်တို့ဘာသာပြန်စာပေလိုအပ်တယ်ဒါပေမဲ့တစ်ချိန်တည်းမှာကျွန်တော်တို့ပင်ကိုဖန်တီးထုတ်လို့တဲ့ကျွန်တော်တို့ဒီစာပေအမျိုးအစားကြီးလည်းအများကြီးလိုအပ်တယ်အခုလက်ရှိစာပေကကျွန်တော်ခံမှန်းကြည့်တဲ့လောက်ကတော့ ျွန်တော်မြင်သလားပေါ့နော်ကျွန်တော်အမြင်ကတော့ဟိုဘာသာပြန်စာပေဘုံကဟိုမိဟိုလုံးအာကြီးအာကြီးနေတယ်ပေါ့ကျွန်တော်ကိုယ်တိုင်လည်းအဲ့လိုမိဟိုနေရတာမိဟိုနေရတဲ့သဘောမျိုးဖြစ်နေတယ်ပေါ့နော်ဟုတ်ဒီဘာသာပြန်စာဟုတ်ဒီထုတ်ဝေတဲ့ခါမှာရောဒီစာမူရဲ့တိကျမှန်ကန်မှုရှိမရှိဘူးလားဘယ်လိုမျိုးစစ်ဆေးလဲပေါ့နော်ပြီးတော့ဒီဘာသာပြန်အတွက် copyright ကိစ္စတွေရောဘယ်လိုမျိုးလောက်ဆောင်လဲကောကျွန်တော်ဆိုတော့ကျွန်တော်တို့ဟိုစီးစစ်တယ်ဆိုတာတက်ကိုအဓိကတော့ဇာတ်ရေးဆရာဒီ ဟိုမှာယုံကြည်မှုနဲ့ကျွန်တော်တို့ကသွားတာပေါ့နော်ကျွန်တော်တို့ဟိုဒီဟိုဒီဘာသာပြန်ကိုကျွန်တော်တို့စစ်ဆေးတယ်ဒီဖြတ်တယ်ဆိုတော့အတော့ကျွန်တော်တို့ထုတ်ဝေသူအနေနဲ့ကတော့အရင်အရင်မလုပ်ဖြစ်ဘူးပေါ့ဘလို့ဖြစ်လာဒီဒီစာအရေးသားပိုင်းမှာဒီဖြတ်တာအတော့ဘာလို့ပေါ့ကျွန်တော်လုပ်တယ်ဒါပေမဲ့ဟိုဒီဘာသာပြန်တာဘလို့တိကျတယ်မတိကျဘူးဆိုတော့တော့ကျွန်တော်ကျွန်တော်တတိုင်လေးဆိုရင်တော့ကျွန်တော်လက်တွဲပြီးအလုပ်လုပ်တဲ့ဇာတ်ရေးဆရာတွေပုံမှာလည်းယုံကြည်မှုရှိတာဖြစ်တယ်ဆိုတော့အဲ့လိုမျိုးတိတော့ကျွန်တော်တိုက်ပြီးတော့စစ်တာတော့ရှိဘူးပေါ့နော် အော် mobile ဝင်းကလည်းဟိုကျွန်တော်တို့စီမှာတကယ်တော့ဟိုအဲ့ဒါလည်းအခုပြောလူလူပြောများတဲ့ပြဿနာတစ်ခုပဲလေ။ဒါပေမဲ့လက်ရှိမှာတော့ကျွန်တော် mobile ဝင်းကိုဟိုကျွန်တော်တို့ထုတ်သမျှစာအုပ်တွေအတွက်အဲ့လို mobile ဝင်းတောင်းနိုင်တဲ့အခြေအနေမျိုးလည်းမရှိဘူး။နောက်တစ်ခုကကျွန်တော်တိုင်မှာဆိုလို့ရှိရင်အဲထုတ်တဲ့ဘာသာပြန်ထုတ်တယ်ဆိုပေမဲ့ကျွန်တော်လက်ရှိလက်ရှိဟိုဟောပေါ့ရမောက်စာပေဆိုတာတက်ကိုဟိုရှေ့ပိုင်းကဆရာကြီးတွေဟာလေအဲအဲစာပေထုတ်တာများတဲ့ခါကျတော့ဟိုဟို copyright ကိုအရေးတကြီးကျွန်တော်တို့ဟိုဟိုဘက်ကိုခွင့်တောင်းတာတို့ဟိုဟာတို့မရှိဘူးပေါ့နော်ဟိုမရှိသေးဘူးပေါ့ဒီဘာသာပြန်စာအုပ်တွေကနေပြီးတော့ဒီကဘာကြီးတိုးတက်ပြောင်းလဲနေတဲ့အခြေအနေတွေကိုဟိုသိရှိနိုင်လားပေါ့နော်အခုဘယ်လိုယူဆလဲသိနိုင်ပါတယ်ဒါကတော့ကျွန်တော်တို့အခုနိုင်ငံတကာမှာစာရေးဆရာတွေကဘယ်လိုစာပေရေးနေကြလဲဘယ်လိုဘယ်လိုတွေးခေါ်နေကြလဲပေါ့နော်ဟိုဆိုတော့ကျွန်တော်တို့သိဖို့ဆိုတော့ ဒီဘာသာပြန်စာပေတွေကနေတစ်စိတ်မသိပါကျွန်တော်တို့ကလည်းမူရင်းတကယ်တော့စာပေသူဆိုတာမူရင်းစာအုပ်ဒီဟိုကြီးပဲဟိုလိုက်ပြီးတော့သူတို့ပါဖတ်ဖို့ရတခါလေးပါအခြေအနေပေးချင်မှပေးမယ်အဲ့တော့ကျွန်တော်ဒီစာရေးတဲ့လူဘာသာပြန်တဲ့စာရေးဆရာတွေကသူတို့ဒီစာပေမျိုးစာတွေသူတို့လိုက်ပြီးတော့တက်တက်ဆက်ဆက်ဖတ်တယ်ဖတ်ပြီးတော့ဒါကျွန်တော်တို့လူ့ဘွယ်စည်းတဲ့စီလျော်လာကျွန်တော်တို့စာဖတ်သူတွေနှစ်သက်လောက်တယ်ဆိုတော့သူတို့ရွေးချယ်ပြီးတော့သူတို့ကဟိုပြန်ပေးတာပေါ့နော်ပြန်ပေးတဲ့ခါကျတော့ကျွန်တော်ကအဲ့အရာတွေကကျွန်တော်တို့ဒီ ဒီနိုင်ငံတကာမှာဘလို့ဘလို့စဉ်းစားနေလဲဆိုတော့ကျွန်တော်သိဖို့လိုရတယ်သိပြီးလို့ရှိရင်ကျွန်တော်ကကိုကိုရဲ့ဒီကိုပိုင်စပီလက်ရအောင်ကျွန်တော်တို့အချိန်ထဲမှာဖန်တီးရမှာပေါ့နော်ကျွန်တော်ခုနပြောခဲ့သလိုပဲဒီဘက်မှာကျတော့ကျွန်တော်ကဘာသာပြန်ဝင်ပြီကိုဒီဘက်မှာအဲ့ဘလူရေးလည်းသိဘူးကျွန်တော်မဖန်တီးနိုင်သေးဘူးဖန်တီးနိုင်တဲ့အကြောင်းတွေကလည်းအများကြီးရှိတယ်စာရေးဆရာတွေ တို့အရေးချင်းမရှိလို့ဟိုညံ့လို့မဟုတ်ဘူးတခြားအကြောင်းအရာတွေကအများကြီးပေါ့နော်တကယ်တကယ်ဟိုပင်ကိုအမှုပညာပစ္စည်းတခုဟိုဖန်ပြီးဖို့ဆိုတာကျွန်တော်အခြားအကြောင်းအချက်တွေအများကြီးလို့ရတယ်။ဆရာကြီးဆရာကြီးအရေးချင်းအရေးချင်းရှိချင်းမရှိချင်းနဲ့တခုတည်းနဲ့ပုံမမူတည်ဘူး။နောက်တစ်ခုအနေနဲ့ကပေါ့နော်ဒီတိုးမြစ်စာအောင်တိုင်ဆက်တင်ထုတ်ဝေခဲ့တဲ့အချိန်ကပြီးခုစောကြီးဖို့ဝင်အထိပေါ့နော်စာအုပ် ကိုဆရာစာတိုက်မှာပေါ့လားဘယ်နှအုပ်လောက်ထွက်ပြီးသွားရင်လဲပေါ့ကျွန်တော်တီးကြတော့ရှိရဒါပေမဲ့ကျွန်တော်ခံမရည်ဆိုတော့တရားနဲ့30ကျော်ရှိပေါ့နော်တရားနဲ့30ရှိပြီဟိုတချို့အားတွေကကျွန်တော်အမှတ်စင်ရင်းနဲ့ကျွန်တော်ကဟိုတက်တယ်ဒါပေမဲ့တချို့အားတွေက3ချိန်4ချိန်စသီးအားဖြင့်အဲ့လိုပြန်ရည်တွေဟာရှိရဒါပေမဲ့အကြံကျွန်တော်ကအမှတ်စင်မပြောင်းတော့ဘူးပေါ့နော်အမှတ်စင်မပြောင်းတော့ဘူးအဲ့ဒီအမှတ်စင်ကိုပဲဒူတီဒူတီရတခါနေတယ်တတိယတခါနေတယ်အဲ့လိုမျိုးလုပ်တော့အမှတ်စင်ရတခါရအသီးသလားကြီးတိုးမလာဘူးဒါပေမဲ့စာအုပ်ကတော့ဟုတ်လားဘယ်လို ပုံစံမျိုးမျိုးနဲ့အဲ့ရေထုတ်တဲ့စာအုပ်ကိုပဲဟိုတုံးလေးမျိုးလောက်ထုတ်ပြီးတဲ့အထိတော့ရှိတယ်ဆိုတော့အဲ့ဒီအထိကိုပေါင်းလိုက်ရင်တော့ရေထွက်အပြင်တော့တော်တော်ဟိုဒီတဲ့ပုံမှာပေါ့နော်ဒီဒီထုတ်ဝေပြီးသားစာအုပ်တွေထဲမှာပေါ့နော်ဘယ်စာအုပ်ကတော့ဖြစ်ရင်စာဖတ်သူတွေအတွက်အကျိုးကျေးဇူးအများကြီးရှိတယ်စာဖတ်သူတွေဘက်ကလည်းဒီဒီပုံမှာလုကောမလဲတုံ့ပြန်မှုအများဆုံးရရှိတယ်လို့ဟို ရာအနေနဲ့ထင်တယ်ပေါ့။အဲဟိုစာရေးဆရာဘာလဲမူတည်ပါတယ်။တချို့ကလည်းသူဟိုဆရာရေးဆရာကြီးတွေရဲ့သူတို့ရဲ့ပြည့်သက်တွေရှိတယ်။သူတို့ပြည့်သက်တွေကအားပေးမှုညားတဲ့ဟာတွေလည်းရှိတယ်။တချို့ကြလည်းကျွန်တော်ကအဲဒီဒီဒီစာရေးဆရာအခုပါလက်ရှိပေါ့နော်ဟိုအသစ်ဖန်တီးအသစ်အသစ်အသစ်ဒီလောကတွေဝင်လာမဲ့လူတွေဟာလည်းရှိတယ်။အဲကြရင်တော့ဟိုစာဘတ်သူတွေရဲ့ဟိုတုံ့ပြန်မှုကအကြရတော့နည်းနည်းဟို မီးစမ်းကြည့်တယ်သူတို့သူတို့နှစ်သက်မှာပို့ပြီးတော့အားပေးတယ်ရှေ့ရပေးသက်အခိုင်အမာရှိပြီလားဆိုင်ရေးဆရာတွေကတော့သူတို့ကဟိုဟိုပြောစရာမလိုဘူးတော့တခဲနဲ့ရှိပါတယ်သူတို့ဒီအခုနောက်ပိုင်းမှာပေါ့နော် ebook တည်းလည်းပေါ်လာတယ် audio book တည်းလည်းပေါ်လာတယ်ဆိုတော့ဒီຢာတွေပေါ်လာနေပတ်သက်ပြီးတော့ဒီစာထုတ်ဖို့ရေးပိုင်းမှာရောနည်းနည်းထိခိုက်မှုတွေမျိုးရှိလာလို့အဲ့တော့ဟိုကျွန်တော်တူးလဲမြင်အောင်သိပြီးတော့တိတိတသာကြီးတော့ထိခိုက်မှုတော့မရှိဘူးကျွန်တော်လည်းဟို လက်သမ်းမီတော့နိုင်ငံတော်မှာကြီးတဲ့အခါမှာလည်းဒီဒီရှိရပဲသူတို့စီမှာလည်းဒီမီဒီယာမျိုးလုံးစုံနဲ့လေဒီစာအုပ်တို့ထွက်လာလို့ရှိရင်ဟိုကလောက်ကြတာပဲဒါပေမဲ့ဟိုအဲ့အရာတွေကကျွန်တော်တို့ဈေးကွက်ကိုအတိအကျသာသာကြီးဟိုတစ်ဖက်မှာတော့ audio book ကိုပဲလူတွေဟိုနားထောင်လာလို့ကျွန်တော်တို့ဒီဘက်မှာ print စာအုပ်တွေကဟိုရောင်းအားကြွားရတယ်အဲ့လိုမျိုးဟုတ်ပါဘူးတခါလေကျတော့တချို့ကဟို e-book ပေါ့အခုဆိုလို့ရှိရင်ကျွန်တော်စီမှာလည်းဟိုအတန်စာအုပ်တွေပါလို့ပေါ်လာလေ တန်စာအုပ်တွေပါတယ်ဖတ်ပြတဲ့ဟာတွေပေါ်လာတယ်။ဘယ်အဲ့ဒါတွေဖတ်ပြလို့တခါလေးတချို့ကတော့စိုးရိမ်တယ်ဒီကျွန်တော်တို့စာအုပ်ထုတ်ထုတ်တဲ့စာအုပ်တွေကဟိုရောင်းအထိခိုက်သွားမလားပေါ့။အတွေ့အကြုံအပြင်တော့အခုထိရောအဲ့လိုတိတာထိခိုက်တာမရှိဘူး။တို့ကသူတို့ဟိုဘက်မှာတစ်ဖက်မှာဟိုနားထောင်ခဲ့ပြီးတော့ဟာစာအုပ်ကိုဖတ်ချင်လို့စာအုပ်ကိုလိုက်လိုက်ဝယ်တာမျိုးရှိတယ်။အရင်ဆုံးသူတို့သူတို့နားထောင်ပဲပြီးဆန်းပဲသူတို့သူတို့နှစ်နှစ်သက်တယ်ဆိုလို့ရှိရင်သူတို့စာအုပ်ကိုပဲအဓိကခြံဖတ်တာ။ဒါပေမဲ့စာအုပ်ကတကယ်တော့မျက်စိမျက်စိအမြင်နဲ့ကျွန်တော်တို့ ဟိုအရသာခံရတဲ့အရာမျိုးကျွန်တော်တို့ကဟိုဂီတလိုဆိုကြောကနားနဲ့မရဘူးပြောနားနဲ့မရဘူးမျက်စိနဲ့မြင်မှဟိုအရသာရှိတာပေါ့နော်ဟိုစကလုံးတွေရဲ့အရသာဒီဒီဝါကြတိဆောက်ပုံတွေရဲ့အရသာကဟိုမတူမတူတဲ့ခါကျတော့သူကတကယ်တော့နီးနီးစမ်းကြည့်တဲ့သဘောနဲ့သူနားထောင်တယ်နားထောင်ပြီးလို့ရှိရင်သူတို့ကြိုက်သွားပြီဆိုလို့ရှိရင်သူကစာအုပ်ကိုဝယ်ဖက်ကြတယ်ဒါကြောင့်ကျွန်တော်ကဟို တစ်ဖက်ကခုနဟိုဟာပေါ်လာလို့ကျွန်တော်စာအုပ်ကိုအတိအကျတော့အကြရအောင်ရှိတစ်ဖက်နဲ့တစ်ဖက်တော့ဟိုအထောက်အကူတော့ဖြစ်တယ်လို့ကျွန်တော်မြင်တယ်ဟုတ်အဒီနောက်ပိုင်းကာလာတွေမှာရောပေါ့နော်ဆရာအနေနဲ့ဒီ e-book နဲ့ audio book ရဲ့အလားအလာဘယ်လိုမျိုးရှိမလဲလို့ပြောနေတယ်အဲ့တော့ပို့ပြီးတော့ကျွန်တော်ထင်ပါတယ်ဟိုဟိုတိုးတက်လာမှာပဲအခုလူငယ်တွေနဲ့ပို့ပြီးတော့ဟိုဒီပညာတွေကျွမ်းဝင်လာရယ်အဲ့ဒီဘိုင်းကလည်းတစ်ဖက်ပါဟို ိုပြီးတော့ဟိုကျဲကျဲကျဲပြည့်ပြန်ဖြစ်လာမှာပေါ့နော်ဒါပေမဲ့ကျွန်တော်ကဟိုဒါလည်းနိုင်ငံတကာကိုပဲနမူနာကြည့်တာနိုင်ငံတကာမှာဆိုရင်ကျွန်တော်တို့ဒါကြီးကဟိုဖြစ်ထွန်းပြီးသားပါဖြစ်ထွန်းပြီးသားဆိုတော့သူတို့စီမှာဟိုအဲ့လိုတစ်ခုကတစ်ခုကိုလွှမ်းပိုးသွားလာဆိုတော့အဲ့လိုလည်းမလွှမ်းပိုးပါဘူးဒီစာအုပ်ကြီးကကျွန်တော်တို့ရောင်းနေရတာပဲလေကြောင်းနေရတာပဲဒီဒီဘက်မှာလည်း e-book တွေဟိုဟာတွေတုံးကြတာပဲမတူဘူးဒီစာအုပ်ဝယ်တဲ့လူကတော့အပန်လဲနောက်တော့ပဲစာအုပ်လည်းဖတ်ပဲဒီလိုမျိုးပဲ သွားကြတာဆိုတော့ကျွန်တော်တင်နေရှေ့မှာလည်းပို့ပြီးတော့တိုးတက်မယ်တိုးတက်ပြီမဲ့ကျွန်တော်တင်ဟာဟိုဒီ e-book တွေကပဲကျွန်တော်တို့လွှမ်းပို့ပါမယ်ဒီအတန်း audio book တွေကပဲကျွန်တော်တို့ဟိုလွှမ်းပို့ပါမယ်ကျွန်တော်တို့ဒီစာအုပ်ဟိုပုံနှိပ်ပြီးတော့မှထုတ်တဲ့လူတွေကဟိုဖုတ်ထုတ်ပေးပါမယ်အဲ့လိုမျိုးကြီးတော့ကျွန်တော်ကဟိုအဆိုးမမြင်ဘူးပေါ့နော်ဒီနောက်ထပ်လူငယ်တွေမှာပေါ့เนาะဒါဒီဆရာလူမျိုးစာအုပ်ထုတ်ဝေခြင်းနဲ့သူသတင်းသမားတယောက်ဖြစ်ခြင်းနဲ့သူပေါ့เนาะဒီအေဒါဖြစ်ခြင်းနဲ့သူငယ်တွေအတွက်ရောဆရာအနေနဲ့ဘယ်လိုမျိုးအကြံပြုခြင်းပါလဲရှင် အဲ့တော့ကျွန်တော်ကဟိုလက်လက်အောင်တက်ကြည့်ပါတိတ်တော့အကြံပြုလို့ပြရတော့ဒါပေမဲ့ဟိုပါကဘာဖြစ်လေကျွန်တော်တို့ဟိုမြုပ်နှံပြီးတော့လောက်ရဗျာကျွန်တော်တို့ဆိုအခုဇာဟုဇာဟုတိုက်ဆိုတာ15နှစ်ဆိုဟိုစိတ်ရှင်လက်ရှင်တဲ့ကျွန်တော်တို့ဟိုဟိုဘယ်လိုပြောမလဲပြိုးထော်ရတာပေါ့နော်ကိုယ်လုံးကကိုကျွန်တော်တို့ဟိုပြိုးထော်ရတာအခက်ခဲကြီးလည်းရှိတယ်အခက်ခဲကြီးလည်းရှိတယ်စိတ်ညစ်စရာကြီးလည်းရှိတယ်အများတမ်းပဲကျွန်တော်ကပျော်စရာတွေကောင်းနေတာတော့မဟုတ်ဘူးတခါလေလဲစီးပွားရေးရအခုလာပါဆိုပေါ့ဘူးတွက်ချီ ွက်ချေမကြိုက်တော့တာကိုကိုကိုစဉ်းစားလာနဲ့ဒလွဲစီဖြစ်သွားတာလည်းရှိတယ်။အဲဟိုဆိုတော့ဘယ်လိုပဲဖြစ်ပါအဓိကတော့ဟိုကိုလုံးမယ်ဆိုဆုံးဖြတ်ပြီးပြီဆိုလို့ရှိရင်ဟိုအဆုံးမတိလို့ဖို့ပဲဒါပဲအဆုံးမတိလို့ဆိုတော့ဘလို့ခက်ခဲပဲဖြစ်ပေါ့နော်ဟိုလုံးရင်ကာလတစ်ခုရအောင်တော့သူကအကျိုးပေးပါတယ်ဆရာပါလို့10 10နှစ်တန်လေး15နှစ်တန်လေးဆိုတော့အကျိုးပေးတယ်အဲ့ဒီပတိုင်ကတခါလေးဟိုတချို့ရှိတယ်ထုတ်ဝေကျွန်တော်ဟိုနောက်ထုတ်ကျင်တဲ့လူတွေရှိတယ်ထုတ်ကျင်တဲ့ခါတမဲ့သူက ဒီတုံးဝေသူတွေရဲ့ဒီစာစာပေလုပ်ငန်းတွေမှာဟိုဝန်ဆက်နေမှုအဲဘာဟိုတခြားဒီဘက်ကအကောင်းတဲ့ဟာတွေပဲသူကကြည့်ရပါဘောနော်တုံးဝေသူတယောက်ရဲ့အကောင်းတဲ့ဟိုဟိုပုံရိပ်တွေကိုပဲသူကမြင်ပြီးတော့အဲ့ဒါအားကြပြီးတော့ကျွန်တော်လှုပ်ချင်တယ်ဒါပေမဲ့ဒီဘက်မှာကျတော့ကျွန်တော်ကဟိုဟိုထုံးဒီလုပ်ငန်းတွေရဲ့အမှောင်ကျန်းလည်းရှိတာအမှောင်ကျန်းဆိုတာခုနကျွန်တော်ပြောတဲ့အခက်အခဲတွေစိတ်ပြက်စရာတွေစိတ်ညစ်စရာတွေအဲ့ဒါကြီးလည်းရှိတယ်ဒါအဲ့ဒါကိုသူကမမြင်ဘူးမြင်တဲ့ခါကျတော့ဒီဘက်ကဒီလိုမျိုးဟိုအဆင်ပြေနေတာလေးကိုပြင်ပြီးသူကအားကြတာရှိတယ် အားကြရရှိပြီးတော့သူလောက်ကြရတယ်လည်းရှိတယ်ဒါပေမဲ့ခုနပြောသူပေါ့တကယ်ကြီးအခက်ခဲတဲ့ပြည်လေးဖြစ်ကောသူတို့ကအဲ့ဒါကိုရေဆိုင်နိုင်တဲ့နှလုံးသားမျိုးမရှိတဲ့အခါကျဟိုပြန်ပြီးတော့ဆုတ်သွားဒါကြောင့်ချောဝေးကြီးတွေကကျွန်တော်တို့ပေါ်လာလိုက်ပျောက်သွားလိုက် ပေါ်လာလိုက်ပျောက်သွားလိုက်ဟုတ်နော်ရေအချာကြီးရက်တည်နိုင်တဲ့ထုတ်ဝေးကြီးကကျွန်တော်တို့စာပြီးလောကမှာနည်းနေသေးတယ်ပေါ့ ခုလည်းကြံသားလို့ပေါ့နော်ဆရာဒီနေ့ဒီစာစာအုပ်အရောင်းပွဲတော်လုပ်တဲ့ရက်ကလေးကဆရာရဲ့ Soji Phone ရဲ့ page မှာတော့ကျမကတော့ဖတ်ပြီးသွားပြီပေါ့နော်ဒါပေမဲ့ကျမတို့ရှေ့ပြည့်သက်တွေအတွက်တိဖို့အတွက်ဆရာဒီနေ့ date လေးကိုရွေးပြီးတော့လုပ်တဲ့အကြောင်းလေးကိုလည်းပြောပြပေးပါမယ်အဲ့ဒါတော့ဟိုပါကကျွန်တော်ဟိုမှာလည်းရေးထားဘူးရေးထားတယ်ပေါ့ရေးထားတာတော့အဲမဟုတ်ပြီးခဲ့တဲ့ကျွန်တော်2009 2019အဲ2019 2019 2020ရာကျမန္တလေးမှာလုပ်တယ်ဒီရက်ပဲလုပ်တာဒီရက်ပဲကတော့အဓိကမန္တလေးမှာဒီရက်သွားလုပ်တာကတော့ဟိုအဲဆရာမကြီးလူတော်မှာမွေးနေ့ဘွေးရတယ်29ရက်လေ29ရက်ဆိုသူကအဲတောင်လေးလုံးမှာလုပ်တယ်အဲ့ကိုသွားသွားပြီးတော့ကျွန်တော်အဲ့ကိုလည်းသွားရင်ဆိုင်ဆိုင်လည်းတွေ့အဲ့ရတယ်ပြီးလို့ရှိရင်ကျွန်တော်မပြန်သေးရနဲ့ခုပါတာကိုဟိုစာအုပ်ပဲလုပ်တယ်ပေါ့နော်အဲအခုလည်းအဲ့ဒီဒိတ်ကိုဟိုအမှတ်တရအနေနဲ့ပြန်ယူပြီးတော့လုပ်တာပါနောက်နေ့ကျတော့လည်းနောက်နေ့ပြက်ကလေးနေ့ရဟိုဒီလိုရပြိုးတော့ဖြစ်ရင်ဖြစ်မယ်ဒါပေမဲ့29 ဖြစ်ချင်မှဖြစ်ပါပေါ့လီဒါနည်းနည်းလေးတရနေ့ရဆိုရင်လဲဆိုပင်တရနေ့ရနောက်ကြရလဲကြာသွားနိုင်တယ်ပေါ့နော်ဟိုနေ့စဉ်လုပ်ဖို့တော့မှန်းထားတာပေါ့ဒီနေ့ဆိုလို့ရှိရင်ကျွန်တော်ကဟိုဟိုစာပိုးအောင်ဆိုပြီးတော့ကျွန်တော်စာအုပ်စာအုပ်ဒီမှာစာအုပ်ဆိုစာအုပ်ရောင်းပွဲပေါ့အမတော့ကျွန်တော်တို့ဇော်ကြီးဘိုးစာအုပ်တိုက်ရဲ့စာအုပ်ရောင်းပွဲဒီလိုပဲပြောကြကျွန်တော်ရှေ့တော့လာအဲ့လိုပဲဟိုစာအုပ်ကိုလည်းဘယ်လိုပြောမလဲနာမည်လေးတခုကျွန်တော်ကဗျာပေးပြီးတော့ဟိုဈေးရောင်းပွဲကိုနာမည်လေးတခုပေးပြီးတော့လုပ်ရင်မရဘူးလားပေါ့ ။မရဘူးလားဆိုအဲ့လိုလေရတာပဲဆိုတဲ့ခါကျတော့အဲ့လိုအခုစာဖိုးကောင်ဆိုပြီးတော့အပေးပြစ်တာပေါ့နော်။နောက်နေ့ကျတော့ကျွန်တော်အခုဒီမှာတော့ကြီးညာသားရင်နောက်နေ့ကျရင်ကျွန်တော်ဟိုစာကြီးပေကြီးပေါ့နော်။စာကြီးပေကြီးဆိုတာအတန်ကပဲစာကြီးပေကြီးပေါ့တကယ်တော့ကျွန်တော်ကလည်းဟိုဟိုအာရုံတွေလောက်ထားတာပေါ့နော်။ဟင်းအဲ့ဒီသေရောတဲ့သဘောနဲ့စာကြီးပေကြီးပေါ့။စာကြီးပေကြီးဆိုတာဟိုစာဖက်တဲ့ကြီးကန်းတွေပေါ့။ဒီနေ့ကစာဖက်တဲ့ပိုးကောင်တွေပေါ့နော်။ဟိုဆိုတော့နောက်တင်ပါလေအဲ့လိုဆက်ပြီးတော့တော့အဲ့လိုဒမ်ဘယ်လေးတွေနဲ့တော့လှုပ်သွားဖို့ရှိပါတယ် ကိုဆရာတက်ပြပြောကြတာရှင်လည်းပြောပြပါဦးရှိပါဦးကျွန်တော်ယေရှုတင်ပါဟုတ်ဒီမေးပြီးတော့ဖြေချပြရှင်ယေရှုတင်ပါဟုတ်ကဲ့ပါခင်ဗျာ